အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျွေကိုတင်ဆက်ပေးဖို့ရွှေချဲ့ထားတဲ့ပုံမြင်လေးကတော့လင်းညီမနဲ့ဦးစော်ရဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအဲနာပါဖေတီကာဆော်ရဲ့အမျိုးသမီးကတော့အိမ်အလုပ်တွေတရားအောင်ထည့်လုပ်ပြီးသွားတဲ့အခါမှာတော့ပြင်းရှိနေတတ်ပါတယ်သူမမှကြံတဲ့အလုပ်တွေလုပ်စရာလည်းမရှိတော့တယ်လို့မျိုးစကားပြောဖို့လည်းမရှိတဲ့အခါမှာတော့ပြင်းရှိနေတတ်ကြပါဘော တရမှာတော့ဗီဒီကာကသူရဲ့မှတ်လေးကိုပြောလိုက်ပါတယ်။ကဲမှတ်လေးရေနင်ဗတ်တော်မင်္ဂလာဆောင်ပါလေငါ့ကိုလည်းပြောစမ်းပါဦး။ဟာမကြီးရလေဗျာမင်္ဂလာဆောင်တာပဲဆောင်ပါဖို့တရကြရင်တော့ဖြစ်သွားမယ်ကိစ္စတွေပဲဟုတ်။နင်ဒီပုံစံအတိုင်းထိုင်ပဲထိုင်နေမယ်ဆိုရင်တော့မင်္ဂလာဆောင်ကဘလို့လုပ်ဖြစ်မှာကြောင့်ဒါရီအားလုံးကမသိချင်တော့ဘူး။နင်အများဆုံးလက်မထက်ချင်ဘူးဆိုလို့ရှင်တော့ပြောလိုက်တော့ငါဒီအိမ်မှာလည်းမနေချင်တော့မိဘအိမ်ကိုပြန်သွားလိုက်တော့မယ်။ဒီအချိန်မှာပဲမိခင်ဖြစ်သူကလည်းလာပြောခဲ့ပါသေး။ ချွေမလေးကမနဲ့အစောကြီးစနေပြန်ပြီနိမလေးကိုနေအတော်လေးကိုအိမ်အောင်ချပေးခြင်းနေရမဟုတ်လားနင်းရဲ့နေကြီးမအိမ်ကိုရောက်လာတဲ့အခါကျရင်တော့နင်းကိုယ်တိုင်အစီထွက်နေမယ်နော်အမေရလေကျမကတော့ကျမရဲ့နေကြီးမကိုကျမညီမလေးလိုမျိုးသဘောထားမှာကျမစီမညီမတယောက်မှရှိတာမဟုတ်ဘူးလေကျမတယောက်တည်းပဲကြီးပြင်းလာခဲ့ရတာအမေရဲ့အမလီငါတို့လေသူမင်္ဂလာဆောင်အတွက်စကားတွေပြောနေကြပါလေနင်းရဲ့ဆန္ဒတွေသိမကြခင်မှာပြေးသွားလိမ့်မယ်တရားမှာတော့သူမရဲ့ဆူတောင်းတွေပြေးသွားတော့တယ်လို့ပါပဲ စာသားနဲ့ဆိုနီယာစောရဲမင်းကလေးတို့လက်ထပ်ဖို့အတွက်ဖြစ်လာခဲ့ပါပြီ။ဆိုနီယာကလည်းချွေမငယ်လေးအနေနဲ့အင်ကိုရောက်ရှိလာခဲ့ပါပြီ။ဖေဒီကလည်းအရန်ကဝမ်းသာပျော်ရွှင်နေခဲ့ပါပြီ။နောက်နေမှာတော့ဖေဒီကကလည်းဆိုနီယာကိုတအိမ်လုံးကိုလိုက်ပြခဲ့ပြီးနောက်မှာတော့အင်ရဲ့တာဝန်တွေကိုလည်းရှင်းပြလိုက်ပါတယ်။ကဲချွေမလေးတို့ရဲ့အင်တို့စကားတွေပဲပြောနေကြတော့မလား။ဒီနေ့ချွေမငယ်လေးပထမဦးဆောင်ပြီးဖို့ခံနေဝင်ရမယ်နေဆိုတော့သူ့ကိုမဟုတ်ချို့တခုခုလောက်ခိုင်းလိုက်အောင်နော်။ နင်တို့လည်းသိတဲ့အတိုင်းပဲနင်တို့အတော်ကတော့အပြစ်ရှာဖို့အတွက်အစဉ်သင့်ထိုင်ဆောင်နေလေရဲ့ပြောဆိုပြီးနောက်မှာတော့ရခမဖြစ်သူထွက်ခွာသွားခဲ့ပါရီချွေမငယ်လေးကလည်းစဉ်းစားနေခဲ့ပါရီသူမအတော်လေးစိတ်ညစ်နေခဲ့ပါပြီသူမဘာမှမဟုတ်အချို့တခုမှမလုပ်တတ်ပါဘူးသူမမျက်နှာပြန်နေအောင်ကိုတွေးခဲ့ရတဲ့အခါမှာလင်ညီမဖြစ်သူကပြောလိုက်ပါရီဘာရီကိုမရတလောက်တောင်မှကြောက်လန့်နေရတာလေဒါကနေပထမဦးဆုံးဖြေရမယ့်စာမွေးအသေးလေးပဲရှိသေးတယ်ဒါနဲ့ရောင်မရေကျမမဟုတ်အချို့မလုပ်တတ်လို့ပါ ဘာလို့များဒီလောက်တောင်စိတ်ညစ်နေရတာလဲမလောက်တတ်ဘူးဆိုလို့ရှင်လေကိစ္စမရှိဘူးရတယ်ငါကိုယ်တိုင်လုံးမှာပေါ့ဒါပေမဲ့တခုတော့တတိထားရမယ်မိဖို့ခံတဲ့ကိုတော့အတော်လုံးဝရောက်လာလို့မဖြစ်ဘူးသီလားငါနေ့ကိုဝိုင်းဝန်းကိုညီပြီးတော့မဟုတ်အချိုရိလောက်ပေးနေတယ်ဆိုတော့ကိုသူ့သာတွေ့သွားမယ်ဆိုလို့ရှင်တော့အိမ်မှာပွဲတစ်ခုခံနေလိမ့်မယ်ဒီလိုနဲ့ဗီဒီကာကမဟုတ်အချို့ရေကိုပြင်ဆင်ပေးခဲ့ပြီးတဲ့နောက်မှာတော့ဆိုနီယာကအားလုံးကိုချောက်ကျွေးခဲ့ပါတယ်။အဲဒီဗီအားလုံးကစားတော့ပြီးနောက်မှာတော့ဆိုနီယာကိုချီးကျူးခဲ့ကြပါတယ်။ ဒါပေမဲ့ Bosch ဘာကတော့မုံနေနေစားပြီးမျက်နှာပြက်ပြားခဲ့ပါတယ်။ပြီးတော့လည်းသူမကိုအပြစ်တင်ဝေဖန်ခဲ့ပါတော့တယ်။ဒါပေမဲ့ Vidi ကကတော့သူ့ရောင်မလေးဆိုနီယာရဲ့ပထမဦးဆုံးရွေးရထုံတန်းအစလာကိုဝိုင်းဝန်းကူညီလောက်ကိုင်းပေးလိုက်ပါတယ်။အစပိုင်းရက်တွေမှာတော့ဆိုနီယာမိဖို့ခံနေရမဝင်ပါဘူး။ဒါပေမဲ့တရားကြိုင်တော့သူ့အနေနဲ့မိဖို့ခံနေဝင်ပြီးထမင်းဟင်းချက်ပြုတ်ရတော့မှာပဲဖြစ်ပါရည်။ဒါကြောင့်ဆိုနီယာစဉ်းစားလိုက်ပါတော့တယ်။အလွဲအကူဆုံးကတော့ထမင်းနဲ့ပဲဟင်းချက်တာပဲ ငါအလုံးစားဖို့အတွက်ထမင်းနဲ့ပဲဟင်ကိုပဲချက်လိုက်ကြမယ်။ဒုက္ခပါပဲ။ဒါပေမဲ့ပဲတွေကဗမာထထတာလေပဲကိုဘယ်မှမလည်းမတွေ့ပါလား။အမေရေအမေပဲကဗမာလေအမေရေပဲတွေပဲမလည်းကျွန်မပဲတွေကိုလည်းမတွေ့ဘူး။ချွေးမလေးရေနေ့ရောက်မှကုန်မေးကြည့်လိုက်ပြီ။ဒီချိန်မှာဆိုနီယာတယောက်တည်းပြောလိုက်ပါရဲ။အိမ်မှာသူ့ကိုပဲအလုံးအားကိုးနေကြတယ်တခုခုမေးစရာရှိတယ်ဆိုလို့ရှင်လေသူ့ကိုပဲမေးခိုင်းနေတယ်။မသိလို့ရှင်တော့သူကဒီအိမ်ကတထိုင်းမှကြီးကြာနေရပဲ။သူကပိုင်ရှင်လား။ ဒီအချိန်မှာအတော်ပူချပါရောက်ရှိလာခဲ့ပြီးဆိုနီယာတယောက်တည်းအလုံးလုံးနေရာကိုတွေ့ရတဲ့အခါမှာတော့သူပြောလိုက်ပါတယ်။ဘလို့ဖြစ်တာလဲနင်လက်ထပ်ထားတာနှစ်လတော့မပြည့်သေးဘူး။နင်တယောက်တည်းအင်္ဂလုတ်တွေအားလုံးကိုလုံနေရပြီလား။ဖေဒီကားကတော့ကောင်းလိုက်တာ။သူကတော့မဟုတ်လေနည်းနည်းလှုပ်ပေးပြီးတော့နင်းနမယ်ကိုပဲသူကယူနေတာ။သူကတော့ဘယ်သူမှမကောင်းမပြောကြဘူး။သူကတော့အားလုံးကချီးကျူးနေကြတယ်။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာဆိုနီယာကတော့လုံးဝကိုမှတ်သွားသွားခဲ့ပါတယ်။ဟုတ်တယ်ဟုတ်တယ်အတော်ပြောတာမှန်တော့လေမှန်တာပဲ။ ဒီအိမ်မှာအားလုံးကဖီတီကဖီတီကပဲလုပ်နေကြတယ်ငါရဲ့တံပိုးကိုတော့ဘယ်သူမှနားမလဲကြဘူးငါကဒီအိမ်မှာနေရတာဘာတံပိုးမှမရှိတဲ့လူတယောက်လိုမျိုးပဲသူကငါအတွက်မဟုတ်ချို့လေးဘာလေးနည်းနည်းလှုပ်ပေးလိုက်တာနေပဲအားလုံးကသူ့ကိုပဲချီးကျူးနေကြလေသူအခုထပ်ပြီးတော့ဘာလေးလုပ်မလဲဆိုတော့ငါစောင့်ကြည့်အောင်မေငါကရောသူ့ရဲ့အကြံစီပဲကိုမသိဘူးလို့ထင်နေလားသူလှုပ်တဲ့မဟုတ်ချို့လေးအကုန်လုံးကိုတော့လေငါခါတော့အောင်ချင်တော့အောင်ကိုလှုပ်ပြအောင်မေခဏနေတော့ဗီဒီကာမီဖို့ခံနေဝင်လာပြီးနောက်မှာတော့မဟုတ်အချို့တွေကိုလုပ်ဖို့အတွက်ပြင်ဆင်သွားခဲ့ပါတယ် ဆိုနီယာကတော့ဘယ်သူမှမသိအောင်တတဲ့လေးဒင်းကြီးနှဆောင်းလောက်ခတ်ထည့်ထားလိုက်ပါရီဒီနောက်သူမအောင်မြင်သွားတာနဲ့ပြောလိုက်ပါရီအခုရန်ကိုအရသာရှိလိမ့်မယ်အားလုံးကသူ့ကိုဘယ်လိုမျိုးချီးကျူးကြမလဲဆိုတာကိုငါလည်းစောင့်ကြည့်အောင်မယ်သူ့မုတ်တွေရချင်းနေတဲ့အခါကျရင်အားလုံးကတော့သူ့ကိုပြစ်တင်ကြတော့မှာပဲဗီဒီကာကလည်းမုတ်အချို့တွေလုပ်ပြီးနောက်မှာတော့ရခမဖြစ်သူကိုကြွေးဖို့အတွက်ယူသွားခဲ့ပါရီအမေဒီမောင်အမေတိုက်တဲ့မုတ်တွေကိုကျမလှုပ်လာခဲ့ပြီးရနော်စားကြည့်လိုက်ပါဦးမေရခမဖြစ်သူကမုတ်အချို့ကိုစားပြီးရနောက်မှာတော့ထွေးထုတ်လိုက်ပါတော့ရီ အမလီအမလီချင်းမလေးနေလောက်ထားတဲ့မုတ်တွေကအရာကိုချင်းနေရဲ့ဟမ်ဘလို့ဖြစ်တော်လဲအမေရဲ့ချင်းနေရဲ့ဟုတ်လားကျမမုတ်အချို့တွေကိုတတိချာချာလေးချိုးနေအောင်လုပ်ထားတာပါအမေရဲ့อืมဘလို့ဖြစ်ပြီးတော့ချင်းတော့တာလည်းမသိပါဘူးဗေဒီကာကလည်းမုတ်တွေကိုယူပြီးမြည်ကြည့်လိုက်တဲ့အခါမှာအမှန်တကယ်ပဲချင်းနေအောင်ကိုတွေးလိုက်ရပါတယ်သူမလည်းအမားတစ်ခုခုမြာလုံးမိသွားတာလားဆိုပြီးတော့ပဲထင်သွားခဲ့ရပါခဏနေတော့ဆိုနီယာကလည်းခမဖြစ်သူစားဖို့အတွက်ဟယ်လိုဝါရီကိုလှုပ်ပြီးယူလာခဲ့ပါတယ် ရောက်မှဖြစ်တော့ကလည်းပြောရွှင်ဝမ်းသာသွားခဲ့ပြီးတော့ပြောလိုက်ပါရီချွေမအငယ်လေးရေနင်ကတကယ်အရန်ကိုကြော်ရယ်နော်ချွေမအကြီးထက်တောင်းနင်ကပိုပြီးတော့ကြော်နေသေးရဲ့နင်လောက်ထားတဲ့ဟလဝါကိုကြည့်ပါအောင်ကောင်းလိုက်တော့အခုနကချွေမအကြီးကမဟုတ်ချိုလောက်ခဲ့ပြီးရယ်လေချင်းနေရပဲငါပါဇက်တောင်းပြတ်သွားတယ်တိလားအခုနင်ကအရသာရှိတယ်မဟုတ်ချိုယူလာခဲ့ပြီးတော့ကြော်သေးရယ်ဒီမအခုလောက်အောင်မြင်သွားခဲ့တဲ့အခါမှာဝမ်းသာပြောရွှင်နေခဲ့ပါရီသူမရောင်မဖြစ်သူနဲ့နှိုင်းရှင်ပြီးပထမဦးဆုံးအကျဉ်းသူမချီးကျူးခံလိုက်ရတယ်မဟုတ်လား ဒီနေရာစပြီးဒီမနေ့စနေရိုင်းမဟုတ်အချော်တွေကိုလောက်ဖို့အတွက်ဆောင်ဖြတ်ချက်ချထားခဲ့ပါတယ်။အရင်နေရာစပြီးဗေဒီကာဘာမဟုတ်အချော်ပဲလို့လို့ဆိုနေရကတော့တိန်ချင်းဖြစ်ဖြစ်အံမြာသည်ဖြစ်ဖြစ်ထက်တတ်ပါတယ်။ဒီလိုနဲ့နောက်ထပ်လအနေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့ရောက်ခမဖြစ်သူရဲ့မင်္ဂလာနှစ်ပတ်လည်နေရောက်ရှိလာခဲ့ပါတယ်။ဒါတွေကတော့သူတို့ရဲ့မိဘတွေအတွာပါတီပွဲအသေးလေးတစ်ခုကိုလည်းစီစဉ်ပေးခဲ့ကြပါတယ်။သူတို့ရဲ့ဆွေမျိုးအတိုင်းဝိုင်းကမိတ်ဆွေပေါင်းတဲ့တငယ်ချင်းတွေအကုန်လုံးကိုလည်းဖိတ်ခေါ်လိုက်ပါတယ်။ ချိန်မနှစ်ယောက်လုံးပဲအိမ်မှာရှိနေကြတာဆိုတော့နှစ်ယောက်လုံးအစားအသောက်ကိုတာဝန်ယူပေးကြရမယ်နော်။အဲ့တည်းပြီအများကြီးလာကြလိမ့်မယ်ဘာတခုမှအမှားအယွင်မဖြစ်စေနဲ့ကြားလား။ဒါနဲ့အခုတလောချိန်မအကြီးအစားအသောက်တွေကိုချက်ပြုတ်ကြအမြဲတမ်းတလွဲတွေကြီးပဲလုပ်နေရဲ့နော်။နေ့ကိုမဟုတ်အချို့လောက်ခိုင်းတဲ့ခါတိုင်းနေဘယ်တော့မှအဆင်ပြေပြေမလုပ်နိုင်ဘူး။မဟုတ်အချို့လောက်ရမယ့်အစားမဟုတ်အချင်တွေကြီးပဲလုပ်နေရဲ့။ဇိုနီယာကတော့သူ့ရောင်မဖြစ်တော့အခုလိုပြောဆိုခံနေရတော့ကိုဝမ်းတာပြောရွှင်စွာနဲ့ပြောလိုက်ပါရဲ့။အဲ့လိုတော့လည်းဘယ်ဟုတ်ပါ့မလဲအမေရဲ့။ ပြီးတော့အလောက်ထိကြီးလည်းမပြောပါနဲ့အမားကလည်းအမေးနဲ့အချင်းတွေကြီးပဲလုံနေရတော့ဘယ်ဟုတ်ပါမလဲလူပဲလေတခါတလေကြရင်တော့အမားအရှင်လေးကတော့ဖြစ်တတ်တာထုံးစံပါပဲချွေမအကြီးကလည်းစဉ်းစားလိုက်ပါတယ်ဒီနေ့အဖေနဲ့အမေနှစ်ယောက်လုံးရဲ့မင်္ဂလာနှစ်ပတ်နေနေ့လေးပဲငါအဲ့ဒီအားလုံးစားဖို့အတွက်အချိုပွဲလေးတစ်ခုခုတော့ပြင်ဆင်ပေးရမယ်ဒါဆိုရင်တော့ငါ့ကိုဘယ်သူမှချက်ပြီးတော့ပြောစုံနေချတော့မှာမဟုတ်ဘူးဒီအချိန်မှာချွေမအကြီးကလည်းမိဖို့ကန်နေသွားပြီးနောက်မှာတော့မဟုတ်ချုံရင်အများကြီးပြင်ဆင်လုပ်ထားလိုက်ပါတော့တယ် မမုံချိုရီကောလုံးကိုဒီတစ်ခါမှာတော့မြည်ကြည့်လိုက်တဲ့အခါမှာအရာအားလုံးစင်ပြေနေခဲ့ပါရဲ့ချိုလဲချိုပါရဲ့။ဒီမှာကိုယ့်ဟာကိုယ်လည်းယုံကြည်နေခဲ့ပါရဲ့။ပါတီပွဲမှာဒါရီကိုသာကြွေးလိုက်မယ်ဆိုရင်တော့သူရဲ့ခမကလည်းဝမ်းသာပျော်ရွှင်သွားတော့မှာပါ။ဆိုနီယာကလည်းဗီဒီကားကိုမိဖို့ခံနေမှာအလုံးလုံးနေရာတွေ့ခဲ့ရတော့လာမေးလိုက်ပါရဲ့။အမကြီးအခုထိမပြေဆင်းရသေးဘူးလားဧည့်သည်တွေလာနေကြပြီ။အေးဟုတ်တယ်ဒီမှာငါဧည့်သည်တွေကိုအဲ့ခံဖို့အတွက်မုတ်တွေကိုလုံနေရလိ။အားရနဲ့နည်းနည်းလေးနောက်ကျသွားတာ။အခုပဲသွားပြီးပြင်ဆင်လိုက်မယ်နော်။ ဗီတီကထွက်သွားတာပဲရှိပါသေးတယ်။အတော်ဖြစ်သူဘော့ရှ်ပါရောက်ရှိလာခဲ့ပြီးဆိုနီယာကိုပြောလိုက်ပါတယ်။ကြည့်ပါအောင်ချွေးမငယ်ရဲ့ဒီနေ့ချွေးမအကြီးကသူ့နာမည်ကောင်းရှာဖို့အတွက်စူးစမ်းပြင်ဆင်နေလေရဲ့။အားရကြောင်သူ့ကိုယ်သူတော်မပြင်ဆင်ဘဲနဲ့မဟုတ်အချို့တွေကိုလုပ်နေရပေါ့။နေရတော့တတော်လေးကိုရိုးသားလွန်နေတော့မေးမနေတော့နဲ့။အမလီအကျော်ရဲ့ကျောင်းမရဲ့ဒီအစီအစဉ်တွေအကုန်လုံးကျမအောင်မြင်ခွင့်ပေးပါမလား။ကျမဘယ်တော့မှအောင်မြင်ခွင့်မပေးနိုင်ဘူး။ဒီအချိန်မှာရခမဖြစ်သူကလည်းအနောက်ကနေသူတို့ပြောနေတဲ့စကားတွေကိုကြားသွားခဲ့ပါရဲ့။ ူလည်းအံ့အားသေးစွာနဲ့ပဲရက်ပြီးနားထောင်နေလိုက်ပါတယ်။ကဲဒီမှာကြည့်တော်ကြီးကျွန်မမဟုတ်ချိုတဲ့ခြင်သွောင်းအောင်လို့အခြင်တွေကိုရောထည့်လိုက်မယ်။ပြီးရင်တော့အဲ့တဲ့ရီအားလုံးအမလောက်ထားတဲ့ခြင်တွေနဲ့မုတ်တွေကိုပဲစားရမှာ။ကျွန်မကတော့အရာကောင်းတာတစ်ခုခုလှုပ်ထားလိုက်မယ်။ဖီဒီကားလောက်ထားတဲ့မော်တွေကိုဖျက်ဆီးရမယ့်အချိန်မှာရခမဖြစ်သူမိဖို့ကန်နေဝလာခဲ့ပြီးချွေမလေးရဲ့လက်ကိုဖမ်းကိုင်းလိုက်ပါတယ်။ပြီးရနေပါတစ်ချက်အထည်ရိုက်ချပြလိုက်ပါတယ်။နောက်ဆိုရင်တော့ဒီအလုပ်တွေအကုန်လုံးလုပ်နေကြတာနေပေါ့ အဲ့ဒါကြောင့်ကစဉ်းစားနေကြတာငါချွေးမကြီးလှုပ်ထားတဲ့မုတ်ကြီးဘလို့ဖြစ်ပြီးတော့အမီးရံပြက်စီးနေရတာလေပေါ့ကဲပုရှ်ပါနင်ကဘလို့ဖြစ်ပြီးတော့ငါ့အိမ်ထဲမှာမီးလောင်မွှေးနေရတာလေနင်ရဲ့အိမ်မှာရှိတဲ့ချွေးမ၃ယောက်လုံးကတော့နင့်ကိုပြစ်ပြီးတော့တွားခဲ့ကြပြီငါ့ရဲ့ချွေးမလေးတွေကြောင့်မှနင်လာပြီးတော့သွေးထိုးစကားပြောနေရတာနင်နောက်တစ်ခါငါ့ရဲ့ချွေးမလေးတွေကိုမကောင်းလာကြမ်းကြည့်အခုတစ်ချိန်နင်ငါ့အိမ်ကနေထွက်သွားလိုက်တော့နင်မျက်နှာကိုထပ်ပြီးမမြင်ချင်းဘူးတော့ကဲဆိုနီယောနင်ရောက်မှကနင့်ကိုဘလောက်ကြောင့်မှချစ်လိုက်တယ်လဲဆိုတော့ကိုနင်သိရောသိရလားဘာလို့သူ့ဘုံမကောင်းကြံနေရတာလဲ သူကအနည်းကိုညီမလိုအငယ်ချင်းလိုမျိုးပဲချစ်နေခဲ့တာ။နင်ကသူ့ရဲ့ယုံကြည်မှုတွေအားလုံးကိုဖျက်ဆီးပစ်ခဲ့ရဲ့။နင်ကသူ့ရဲ့အချစ်တွေကိုရှာဖို့အတွက်လုံးဝကိုမထိုက်တန်နေသူပဲ။ကျမတောင်းမှပါရယ်နော်။အတော်ပြောတဲ့စကားတွေကိုကျမနားထောင်မိသွားခဲ့ရဲ့။ကျမကိုခွင့်လောက်ပါ။ရှေရှားကိုကျမဒီလိုမျိုးလုံးဝမလောက်ကြောက်ပါဘူး။ဝေဒီကားကလည်းဓာရီအားလုံးကိုကြားသွားခဲ့ပါတယ်သူကိုတွေ့ရနေဆိုနေရကလည်းခြေောက်ကင်ပြီးတောင်းပန်ခဲ့ပါတယ်ထပါဆိုနေရရဲ့ခြေပါနင်းတည့်ရလားငါ့မှာညီမအရင်တရားမှမရှိခဲ့ဘူး အဲ့ဒါကြောင့်ငါနဲ့ညီမလေးတယောက်လိုမျိုးအရင်အမြင့်တာရှိခဲ့ရ။နေရတော့ငါကိုလေညီမတယောက်လိုမျိုးပဲအမြဲတမ်းတတ်မှတ်ခဲ့ရတယ်တူပါရဲ့။အမရဲ့ကျမကိုနောက်ထပ်ပို့ပြီးတော့ရှက်ရွံ့လောက်မလောက်ပါနဲ့ရှင်ကျမကိုခွန့်လောက်ပါ။နင်တခုလက်ခံမယ်ဆိုရင်တော့ငါခွန့်လောက်ပေးလိုက်မယ်။ဘလိုမျိုးလဲ။အခုချိန်ကစားပြီးအကောင်းဆုံးမုတ်အချိုတွေကိုနင်လောက်တအောင်တင်။ပြင်တော့ငါ့ရဲ့မုတ်တွေကိုလည်းထပ်ပြီးတော့မဖျက်ဆီးရဘူးနော်။ဟုတ်ပြီဟုတ်ပြီ။ဒါပေမဲ့ကျမဘက်ကလည်းပြောစရာရှိတယ်။နောက်ဆိုရင်တော့မုတ်အချိုတွေကြီးပဲမလောက်ပါနဲ့။အချင်းလေးပါလေးလည်းလောက်ပေးနော်။ဖေဒီကားကလည်းရှိလိုက်ပါရီ။ ေးပါအေးပါဒါပေါ့ဒီနောက်နှစ်ယောက်ကြားရဲကအထင်လွဲမှုတွေအကုန်လုံးကလည်းပပျောက်သွားခဲ့ပါတယ်။အားလုံးကလည်းပြောရွှင်စွာနဲ့နေထိုင်သွားခဲ့ကြတာပေါ့။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြလေးကတော့အစာကျူတဲ့ချွေးမလေးဆိုတဲ့ပုံပြပဲဖြစ်ပါတယ်။ဟာရစ်မှာတော့ကိုပိုင်စီးပွားရေးတစ်ခုရှိတဲ့အတွက်အရာအားလုံးအဆင်ပြေချောမွေ့နေခဲ့ပါတယ်။ဖျားပေးတော့တို့စီမှာအရာအားလုံးပြပြဆုံဆုံပါပဲ။သူရဲ့မိသားစုလေးနဲ့သူကတော့ပြောရွှင်ချမ်းမြေ့ဖွယ်ရာဘွားလေးကိုဖျက်ချောနေထိုင်နေခဲ့ပါတယ်။ သမီးဖြစ်သူကိုမော့ကတော့အစာအရန်ကျူလွန်ပါတယ်။သူမ15မိနစ်တခါတခုမဟုတ်တခုအရန်ကိုစားခြင်းနဲ့တက်ပါတယ်။အမေရေအမေတခုခုစားဖို့ပေးပါအောင်အမေရဘအရန်စားလို့ပါဘအရန်စားတယ်။သမီးရေခုနလေးရင်ပဲသမီးစားထားတယ်လေ15မိနစ်လောက်ပဲရှိသေးရော။အခုမနက်စင်တားထိုးပဲရှိသေးတယ်သမီး။သမီးဟင်းချက်ပြုတ်ဖို့ဆိုလို့ရှင်တော့နောက်ထပ်အချိန်တွေအများကြီးကြောင်းပါ။အော်မဟုတ်တော့အမေရေဒီလောက်အကြာကြီးကျွန်မအငတ်ခံပြီးတော့နေရမှာလားဘလို့နေရမလဲ။ တမီလေးရဲ့တမီလက်ထပ်ပြီးရခမအိမ်ကိုရောက်သွားတဲ့အခါကျရင်လေဒီပုံစံအတိုင်းပဲတရအောင်စားတောက်နေရောမလား။နေနဲ့နဲ့ကိုဟောက်ကိုလည်းထိန်းချုပ်စမ်း။ဝိုက်စားရဲဆိုတိုင်းအလောက်ထိစားတောက်နေလို့ရမလား။အော်အဖေရဲ့အမေကတော့တမီကိုတရအောင်တရအောင်အမြဲတမ်းအစားတောက်နေပတ်သက်ပြီးစုပ်ပူနေရကြီးပဲ။ဒီနေ့အဖေကလည်းတမီကိုစုပ်ပူနေပြီလား။ဒါနဲ့ရခမအိမ်မှာထမင်းမကြွေးကြဘူးလား။အဲ့လိုတော့ဘယ်ဟုတ်ပါမလဲတမီရဲ့ရခမအိမ်ဆိုတာကမိဘအိမ်နဲ့တော့ဘယ်တူပါမလဲ။ အဲဒီမှာအစားအသောက်နဲ့ပတ်သက်ပြီးနေထိုင်မှုနဲ့ပတ်သက်ပြီးစီမျက်စည်းကမ်းတွေရှိတယ်။အိမ်မှာရှိတဲ့လူကြီးတွေထမင်းမစားမချင်းနေထမင်းစားလို့မရဘူး။တရက်အလုံးထမင်းစားတောင်းနေမယ်ဆိုရင်တော့နင့်ကိုအငတ်မလို့အားလုံးကပြောကြမှာပေါ့။အော်အမေရဲ့ကျမလည်းမစားဖို့အတွက်အတော်လေးကြိုးစားပါရစေ။ဒါပေမဲ့ဖြစ်မှမဖြစ်နိုင်တာ။သမီးလေးကကိုဟောက်ကိုမထိန်ချုံနိုင်လို့ဒါစားတောင်းနေခဲ့ရပါ။တနေ့အတွင်းမှာပဲကိုမိုးကတော့အနုရပ်ဆိုတဲ့ကောင်လေးတယောက်နဲ့လက်ချခဲ့ပါတော့တယ်။သူရဲ့ရခမအိမ်ကလည်းမိဘအိမ်လိုမျိုးပဲပြည့်စုံကျွေးဝချမ်းသာပါရဲ့။ ုံမတည်းရောက်မှဖြစ်တော့ကလည်းပြောလိုက်ပါရဲ့ချွေးမလေးရေအိမ်မှာဘာလို့အချက်တခုမှမရှိဘူးဒါပေမဲ့တခုခုနဲ့လိုချင်တာရှိရင်တော့အမနာပဲနဲ့ငါတို့ကိုပြောလိုက်နော်အခုချိန်မှာတော့ချွေးမအတက်လေးခမရအိမ်အတက်ကိုပြောင်းရွှေ့လာခဲ့ရပြီးရိုးရထုံတန်းစင်လာရိအများကြီးကိုလုံနေရတဲ့အတွက်မိသားစုဝင်တွေကြားမှပဲနေခဲ့ရပါတယ်သူမစားခြင်းတောက်ခြင်းနဲ့စိတ်တွေကိုလည်းချုပ်တီးထားခဲ့ရပါတယ်။ဘာဖြစ်တာလဲမိမရဲ့ဘိုင်းနာလို့လား။ဟုတ်တယ်ကျမဘိုင်းနာနေပြီ။ဘိုင်းတွေအရှမ်းအောင်စားလို့ဘိုင်းကအရှမ်းအောင်နားနေပြီ မဘာဆက်လို့ရမလဲရှင်ဒုက္ခပါပဲခဏနေတော့ယောက်ျားဖြစ်တော့ကလည်းမိမစားဖို့အတွက်အစားအသောက်တွေကိုယူလာခဲ့ပေးခဲ့ပါတယ်ဒီတော့မှသူမနည်းနည်းအဆင်ပြေသွားခဲ့ပါတယ်ယောက်ျားမဖြစ်သူကိုယ်တိုင်ကလည်းချွေးမလေးစားတော့ဖို့အတွက်မိဖို့ကန်ထဲမှာကိုယ်တိုင်ကိုကြားသွားပြီးအကြော်ရီကိုကြော်ပေးနေခဲ့ပါတယ်အနက်လေးကလည်းအရန်ကိုမှွေလို့နေခဲ့တဲ့အခါမှာတော့ကုမုတ်ကလည်းဘိုက်ရီတအားကိုဆလာခဲ့ပါတော့တယ်။အမေရဲ့ခဏလေးအနားရှူပါဦးလား။ဒီမိဖို့ကံကိစ္စတွေအကုန်လုံးကိုတော့ကျမကိုယ်တိုင်ပဲလုပ်မယ်နော်။ကျမတယောက်လုံးရှိနေရပဲ။ အေးအေးအေးဟုတ်ပြီဟုတ်ပြီချွေးမလေးရေကောင်းပြီကောင်းပြီဒါဆိုရင်တော့ငါမီဖို့ကန်နေသွားလိုက်အောင်မယ်နော်ကွန်မော့ကတော့ရခမဖြစ်သူဒီကနေအများဆုံးထွက်ခွာသွားတော့ကိုပဲစောင့်မျှော်နေခဲ့ရပါဒီကနေထွက်သွားပြီဆိုတာနဲ့သူကအေးအေးစစ်စစ်မုတ်တွေကိုနှိုက်စားလို့ရတော့မှာလीရခမဖြစ်သူမီဖို့ကန်နေကနေထွက်သွားတဲ့အချိန်မှာသူမကအကျော်ရီအများကြီးယူစားပြစ်လိုက်ပါတယ်အကျော်ရီအများကြီးကြော်ထားခဲ့ပေမဲ့အခုဆိုရင်တော့အကျော်လေး၃ခုသာကျန်ပါတော့တယ်ရခမဖြစ်သူကလည်းအကျော်စားဖို့အတွက်အကျော်ဘူးကိုယူကြည့်ခဲ့တဲ့အခါမှာတော့ အကျော်လေး၃ခုကိုပဲတွေ့ခဲ့ရတဲ့အခါမှာအံ့အားသင့်သွားခဲ့ရပါတယ်။ဒါကြောင့်သူမပြောလိုက်ပါတယ်။ကိုမုတ်ကြီးငါအကျော်လေးကိုအများကြီးကြော်ထားခဲ့ရပါအကျော်လေးကိုကြော်ပြီးဘူးအဖြစ်ထည့်ထားခဲ့တော့ဒီမှာအကျော်လေး၃ခုပဲရှိရတယ်ဒါဘလို့ဖြစ်ရတာလဲထူးဆန်းလိုက်တာ။ကိုမုတ်ကိုယ်တိုင်ကလည်းဘာပြောလို့ပြောရမှန်းမသိတော့ပါဘူး။သူမတခုံးပြီးတော့မှဖြစ်တဲ့အကျော်ကလိန်ပြောလိုက်ပါတယ်။ဟုတ်လားအမေရဲ့ကျမလည်းအကူမမီဖို့ခံနေကိုဝင်လာခဲ့ရပါကြော်ဘူးရှိရဲဆိုတာတိအောင်မတိဘူးဒီဘူးကိုလည်းကျမဖွင့်မကြည့်ခဲ့ပါဘူး ရခမောက်ကလည်းစဉ်းစားလိုက်ပါတယ်။အရင်တုန်းကတခါမှဒီလိုဖြစ်ခဲ့ဘူးတာမဟုတ်ပါဘူး။ဒီဘူးထဲမှာရှိတဲ့အကြော်ရီအားလုံးကဘလို့ဖြစ်ပြီးရုတ်တရက်ကြီးပျောက်ကွယ်သွားတာလေထူးဆလိုက်တာ။ဒီလိုနဲ့ပဲနေရရတွေကလည်းကုန်ဆုံးသွားခဲ့ပါတယ်။သမီးတွေဟင်းတွေကလည်းဘယ်သူမှမစားမတော့ဘဲနဲ့ခဏခဏအိမ်မှာပျောက်ဆုံးနေတတ်ပါတယ်။အမလီနွားတို့အိုတဲထားတာမလိုင်ဖက်တွေကအများကြီးပဲတက်နေပြီ။လဲတဲ့မလိုင်ကြီးတော့ငါယူပြီးတော့စားရမယ်။မလိုင်ကဘလို့မစောထပ်ပြီးတော့ကြာမှာပဲလေ။ ဆွေးမလေးရေငါတို့အိမ်မှာယူတဲ့နွားတို့ကတကယ်အရန်ကောင်းတယ်တီလားမလိုင်ကောင်းတယ်အမေရဲ့အပြည့်တက်တာအခုတလောမလိုင်တိတ်ပြီးတော့မတက်တော့သလိုမျိုးပဲနော်ဟုတ်လားအမေရဲ့ကြီးရတာနွားတို့ပို့သမားကနွားတို့ရဲ့ရေတွေအများကြီးရောထက်နေတာဖြစ်မှာပေါ့အဲ့ဒါကြောင့်မလိုင်မတက်တော့တာနွားတို့ကတော့အရင်ကတည်းကသူတယောက်ခဲစီကပဲငါတို့ယူနေခဲ့ရပါဘလို့ဖြစ်ကြလဲငါလည်းလုံးဝနားမလည်နိုင်တော့ဘူးဂျာနဲ့အမေကျမဒီနေ့ဘာဟင်းချက်ရမလဲအေးအေးအေးချွေးမလေးရေရေခဲတက်တာတွေမှာမုံလာဥနီနဲ့ပဲထောက်ရှည်တွေရှိတယ် ဲ့ဒါကိုပဲရောပြီးချက်လိုက်တော့နော်ဒီအချိန်မှာကိုမောကတရိယာရှိသွားခဲ့ပါရင်ညတော်ကသူမဘိုက်တွေတအားကိုစာနေခဲ့တဲ့အတွက်ဟင်းတွေကိုသူမစားပြစ်လိုက်ပါပြီဒါနဲ့အမေရေခဲတက်တာတွေမှာဘာမှမရှိဘူးလေကျွန်မအခုလည်းပဲရေခဲတက်တာဖွင့်ကြည့်ခဲ့ရသေးလားဒုက္ခပဲဒုက္ခပဲဒီအိမ်မှာတကယ်ပဲဘာတွေဖြစ်နေရလဲဆိုတာငါကိုယ်တိုင်လည်းလုံးဝနားမလဲတော့ဘူးအိမ်မှာဘယ်တော့ပဲကြည်ကြည်စားတော့ဖို့အတွက်ဘာဖြစ်စီတခုမှမကြမ်းတော့ဘူးဒါရီအားလုံးဘယ်ကိုပျောက်ပျောက်သွားတာလဲအမေကြီးရတာကျမတို့အိမ်မှာတရေရီဘာတွေများရှိနေရလားမသိပါဘူးနော် အဲ့ဒီတည်းကဘယ်သူမှမသိအောင်လို့အစားအသောက်တွေအားလုံးကိုစားတော့ဖြစ်နေရဖြစ်မှာပေါ့မဟုတ်တာချွေးမလေးရနေတာဘာတွေလျှောက်ပြောနေရလဲဒါလုံးဝကိုမဖြစ်နိုင်တဲ့ကိစ္စတခုပဲကမုတ်ကလည်းတယောက်ခမဘာမှမသိရအတွက်ဝမ်းသာပြောရွှင်နေခဲ့ပါရည်ဒါဆိုရင်တော့ဘာလို့ရမလဲအမေအေးပါအေးပါဒါဆိုရင်တော့ပဲရှိတယ်မလားနေပဲဟင်းချလိုက်ထမင်းအိုးတယ်လိုက်ကမုတ်ကတော့ထမင်းဟင်းချက်ပြုံးနေနဲ့ထမင်းတဝက်နဲ့ဟင်းတဝက်ကိုတမောကိုယ်တိုင်ပဲစားတော့ပြလိုက်ပြန်ပါတော့ရည်အမေရေအမေဘိုက်စားရပြပါအရန်စားရအမြန်ဆုံးထမင်းခိုးပေးပါတော့ ရခမဖြစ်တော်လာကြည့်ခဲ့တဲ့အခါမှာတော့ထမင်းအနေငယ်သားရှိရတဲ့အတွက်သူမဒေါသတကြီးနဲ့ဟောလိုက်ပါရယ်။ချင်းမလေးရေဘာဖြစ်လို့ထမင်းနည်းနယ်လေးပဲချက်ထားရတာလဲ။အမေကျမဘိုက်တွေတအားကိုစားနေရနေလေထမင်းဟင်းချက်ပြီးရနေကျမထမင်းနည်းနည်းစားလိုက်တာပါ။အော်ချင်းမလေးရေဒါဆိုရင်လည်းနင် ထမင်းတွေကိုပို့ပြီးတော့ချက်တဲ့တာပေါ့။အခုအားလုံးဘာစားကြတော့မလဲပြောစမ်း။ဒါဆိုရင်တော့ကျမနောက်ထပ်အများကြီးထပ်ပြီးတော့ချက်လိုက်တော့မယ်လေ။ကဲကဲကဲထား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 လိုက်တော့ဘာမှလုံးမနေနဲ့ငါကိုယ့်အကိုပဲချက်လိုက်တော့မယ်။ ဒုက္ခပဲဘယ်လိုလုပ်ရမလဲငါဘယ်လိုလုပ်ရမလဲအိမ်မှာဘာမှလည်းမရှိတော့ဘူးဘိုက်ကလည်းစားလိုက်တာငါအခုပဲတခုတ်ခုတ်ရှိမလားဆိုပြီးတော့တွားကြည့်လိုက်မယ်မိဖို့ခန်းထဲမှာတော့တခုတ်ခုတ်ရှိမှာပဲဒုက္ခပဲဒီမှာဘစ်ကစ်တွေပဲရှိတယ်အခုငါဒါကိုပဲစားတော့မယ်လေကြိုပါရီနောက်နေ့မှတော့မိဘတွေကကွမုတ်ကိုတွေ့ဖို့အကြောအင်ကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့သူမအရန်ကိုစိတ်ညစ်နေခဲ့ရပါတယ်။အင်းအိမ်မှာရှိတဲ့မဟုတ်အချောက်အချမ်းတွေအားလုံးကိုငါစားပြစ်လိုက်ပြီးအိမ်မှာအဖေနဲ့အမေရောက်နေအောင်ဆိုတော့ငါပါချပြမလဲ။ မတက်နိုင်တဲ့အဆောင်မှာတော့ဒီမှာလက်ဖေးတစ်ခွက်စီလာချပေးထားလိုက်ပါတယ်။ရခမကလည်းစိတ်ဆိုးသွားတဲ့အတွက်ကြောင့်မို့လို့ပြောလိုက်တာပေါ့။သမီးရဲ့ဒါပါလို့တာလေ။နေရမိဘတွေလာလေရလေလက်ဖေးကြီးပဲပါဖြစ်လို့ချပေးထားတာလေမဟုတ်လေပါလေချပါဦး။အမေမိဖို့ကန်ထဲမှာဘာမှမရှိတော့ဘူး။ကြည့်ရတော့အမေမဟုတ်ချောက်ချန်နေဝယ်ဖို့အတွက်မေ့သွားနေတွေ့ရနော်။ကဲခမီးခမတ်တို့ရေကျမကတော့အိမ်မှာ CCTV ကင်မရာတမ်းမှဖြစ်တော့မယ်နဲ့တို့ပါလေအိမ်မှာထားတဲ့မဟုတ်တွေအကုန်လုံးရုတ်တရက်ပျောက်ပျောက်သွားတယ်လीအမေကလည်းအိမ်မှာကျမတယောက်တည်းရှိတာ အမေမစားဘူးဆိုတော့ကျမစားတယ်လို့အမေကပြောချင်တာလားမဟုတ်တာချွေးမလေးရဲ့ဘယ်တော့ကအဲ့လိုပြောလို့လဲဒါပေမဲ့တခုမဟုတ်တခုတော့လွဲနေပြီနဲ့ကြွပါရယ်မိခင်ဖြစ်သူကတော့သူ့ရဲ့သမီးလေးကိုချီးနေခဲ့ပါတယ်သူ့သမီးကပဲအမေရမုတ်တွေအလုံးကိုစားသွားတယ်ဆိုတော့ကိုလည်းသူမကောင်းကောင်းသိနေပါရယ်တရမှာတော့ရခမဖြစ်သူကညဘက်ကြီးမုတ်တွေအများကြီးလှောက်ထားလိုက်ပါရယ်အမေရဲ့ကျမဒီမုတ်ကိုအရန်ကြိုက်တာပဲဒါပေမဲ့အမေဘာဖြစ်လို့ညဘက်ကြီးဒီလောက်များတဲ့မုတ်တွေကိုလှောက်ထားလဲ ေချွေးမလေးရေအမေလည်းအရန်ကိုကြိုက်တာနဲ့တခါလေးလှုပ်ထားလိုက်တာအခုညဘရေခဲတတတွေမှာထည့်ထားလိုက်မယ်မနက်ဖြန်နေ့လယ်နေခင်းစားကြတာပေါ့အေးအေးလေးထုတ်စားတာအရန်စားကောင်းတယ်မုတ်တွေကိုရေခဲတတတွေထားပြီးနောက်မှာတော့ရခမဖြစ်တော့ကလည်းအိပ်ပြောသွားခဲ့ပါတယ်ဒီနေ့တော့မုတ်တွေအားလုံးကိုပဲသူစားသွားတယ်ဆိုတော့ကိုစောင့်ကြည့်ဖို့အတွက်ကိုလည်းဆုံးဖြတ်ထားလိုက်ပါတယ်ကိုမုတ်ကလည်းမနက်မိုးလင်းတဲ့အထီးပဲတုန်းကစောင့်ဆိုင်နိုင်ခဲ့လို့လေအားလုံးအိပ်ပြောနေရသေးကြပြီဆိုတော့နေသူမကလည်းမိဖို့ကန်နေဝင်သွားပြီးမုတ်တွေကိုစားတော့ခဲ့ပါတော့တယ် သူမအိုးထဲမှာမောက်လေးခုလောက်ပဲခြံထားခဲ့ပြီးနောက်မှာတော့ပြောခဲ့ပါတယ်။ကောင်းတယ်ဟေးအရသာရှိလိုက်တာတကယ်စားကောင်းတယ်။ကြောက်ခမလေးတော်လိုက်တာသူရဲ့ဟင်းချက်လိုက်ရာကတော့အမခံပဲ။ဒါပေမဲ့ဒီအိုးကိုတော့ငါပြန်ပြီးတော့ထားလိုက်တော့မယ်။ဘယ်သူမှဘာမှသိစရာအကြောင်းလည်းမရှိဘူး။အိုးကိုရေကဲတာရဲထည့်ပြီးဒီဘက်လှဲလိုက်တဲ့အချိန်မှာရခမဖြစ်သူကိုတွေးလိုက်ရပါတယ်။အမေဟိုလေကျမရေလာတောက်တာပါ။နင်ဘာမှပြောမနေနဲ့ပစားပိတ်ထားလိုက်တော့ငါသိပြီအိမ်မှာရှိတဲ့ပစ္စည်းတွေအကုန်လုံးစားနေရနေပဲ ပြီးတော့မြောင်အိမ်မှာတရေရှိတယ်ဆိုပြီးတော့ရှောက်ပြောနေသေးရဲ့ဟုတ်လားကိုမုတ်ကလည်းငိုနေနေလည်းအုပ်ချီပြီးတော့ပြောလိုက်ပါတယ်ကျမတောင်းပန်ပါတယ်အမေရဲ့ကျမဘိုက်တွေတအားကိုစားတက်လို့ပါလက်မထက်ခင်တော့ကကျမမေကကျမကိုတေးချပြောပါတယ်ဒါပေမဲ့ကျမကိုဟောက်ကိုမထိန်ချုံနိုင်ခဲ့ဘူးလေချွေးမလေးရေဘိုက်စားတယ်ဆိုတာကတော့ကိုဟောက်ကိုထိန်ချုံလို့ရတဲ့အရာမှမဟုတ်ကြပဲဒါပေမဲ့ခိုးစားတယ်ဆိုတာကတော့မကောင်းဘူးပေါ့နင်ကဒီအင်ကချွေးမလေးပဲလေနေစားခြင်းနဲ့ဆိုလို့ရှင်တော့စားလို့ရနေရပါပဲနင်အနေနဲ့အင်ကပစ္စည်းတွေကိုခိုးစားစေရတော့လည်းမလိုပါဘူး ဟုတ်ကဲ့ကျွန်မနားလည်ပါတယ်မေဒါပေမဲ့ကျွန်မအရင်အစားတော့တောင်းရနဲ့အငမ်းမလို့အမေထင်သွားမှာကိုကျွန်မကြောက်လို့ပါအဲဒါကြောင့်ကျွန်မလည်းတိတ်တိတ်လေးပဲခိုးပြီးတော့စားနေခဲ့ရကျွန်မတောင်းမှပါတယ်အမေရဲ့ကျွန်မကိုခွင့်လွှတ်ပါနော်ကျွန်မမှားသွားပါတယ်ကျွန်မရှေ့ဆက်ပြီးဘယ်တော့မှဒီလိုထပ်မလုပ်တော့ဘူးလို့လည်းကတိပေးပါတယ်ဒီအချိန်မှာရခမကလည်းရင်းနေရင်းနဲ့ပဲပြောလိုက်ပါတယ်အေးပါကောင်းပါပြီဒီနေ့အစားပြီးနေပိုက်စားတဲ့အခါတိုင်းပဲတော့မှပုံကွက်ပြီးစားနေစရာမလိုဘူးငါလည်းနောက်ဆိုရင်တော့အိမ်မှာစားစရာတောက်စရာပြည့်စည်ပြီးအများကြီးယူထားပေးမယ်နော်။နင်ကငါ့ရဲ့သမီးလေးပါ နင်သာဘိုက်စာနေမယ်ဆိုရင်တော့ငါကရောပြောပါတော့မလားအဝစာအဝစာဒီလိုနဲ့ကမုတ်ကလည်းသူ့ရဲ့ရခမကိုဖတ်ထားလိုက်ပါတယ်အမေကတကယ်အရန်ကောင်းတာပဲလောကကြီးမှာအကောင်းဆုံးရခမပဲဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်